တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ1ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ငလင်တင့်ဒေတာတွေအတွက်ယာယီစေးယုံတိဆောက်ကုသပေးနိုင်ဖို့ American ကျွမ်းကျင်ပညာရှင်များမြန်မာပြည်ကိုထွက်ခွာခဲ့ကြောင်းတင်ဆက်ပေးပါမယ် ငလင်တင့်ဒေတာတွေအတွက်အမေရိကန်နိုင်ငံကယာယီစစ်ရုံတစ်ခုတိစောက်ပြီးပြည်သူတွေကိုစစ်ကူတပ်ပေးနိုင်ဖို့ကြွမ်းကျင်ပညာရှင်များဟာမြန်မာပြည်ကိုထွက်ခွာသွားကြပြီလို့သိရပါတယ်။အမေရိကန်နိုင်ငံမှာဆေးရဝန်၊တူနာပြုတ်၊ခေစေရေးအဖွဲ့၊တုတ်တုံးရီဆိုင်ရာကြွမ်းကျင်ပညာရှင်တွေဟာယမန်နေ့မတ်လ31ရက်နေ့မှာမြန်မာနိုင်ငံကိုလေကြောင်းခရီးနဲ့ထွက်ခွာသွားပြီလို့အမေရိကန်နိုင်ငံမှာခရီးရန်တရားဟောဆရာကြီး Franklin Graham ကသူ့ရဲ့လူမှုကွန်ရက်မှာယမန်နေ့ကရေးသားထားပါတယ်။အမေရိကန်နိုင်ငံမှာဆေးရဝန်များ၊တူနာပြုတ်များ ကေဇေယီအဖွဲ့တောက်ရီဆိုင်ရာကျွမ်းကျင်ပညာရှင်ကေဇေယီအဖွဲ့သားများပါဝင်တဲ့စုစုပေါင်း80ကနေ130ဝန်းကျင် Smartitan Post အဖွဲ့ဟာမြမပြည်ကိုအခမဲ့ကူညီရန်အတွက်ဒီကနေ့ထွက်ခွာသွားပါပြီလို့យေတာထားပါတယ်အစိုးရဆေးရုံမှာခွဲစိတ်ကန်နှကန်အရေးပေါ်ကန်လူနာထားကန်များစစ်ပေးကန်နဲ့တခွဲကန်တခုတိဆောက်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ဒါအပြင်စေယုံတုံးပစ္စည်းများအရေးပေါ်အတုံးဆောင်များကိုထောက်ပံ့ကူညီဖို့လေရင်ပေါင်းများစွာကိုစစ်လွတ်အောင်မယ်လို့យေတာထားပါတယ်အဆိုပါ Samaritan Post အဖွဲ့ဟာ မြန်မာပြည်သူတွေနဲ့အတူနှစ်ပေါင်း30ကျော်လောက်ကင်ခဲ့တဲ့တမိုင်းကြောင်ရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်12:58မိနစ်အချိန်ခန့်ကမန္တလေးမြို့ရဲ့အရှိမြောက်ဘက်20ကီလိုမီတာအကွာကိုဗဟိုပြုပြီးအင်အားရစ်စတာစ်ကိ9.9အဆင့်ရှိတဲ့အင်အားပြင်းထန်တဲ့မြင်းငလင်ကြီးတစ်ခုမြန်မာပြည်တွင်းမှာလှုပ်ခတ်ခဲ့ပါတယ်။အဆိုပါငလင်တန်းကိုသကိုင်းမန္တလေးမကွေးနေပြည်တော်ကောင်စီနေမြေပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှိမြောက်ဒေသတွေမှာအပြင်းထန်ဆုံးခံစားခဲ့ရတယ်လို့လည်းသိရပါတယ်။အဆိုပါငလင်ကြောင့် နေအိမ်နဲ့အဆောက်အုံများဇီဒီဖျားများပလီများကြောင်းများလန်ဒတာများပြိုကျပျက်စီးပြီးယနေ့ဧပြီလ၁ရက်နေ့မနက်ပိုင်းထိတေဆုံးသူဥယျာဉ်၂000ကျော်နဲ့ပြည်သူတောင်းနဲ့ချီဒဏ်ရာရရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့လှေတံတတားပေါ်မှာအမျိုးသမီးတဦးခုန်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းကမာရွတ်မြို့နယ်လှေတမ်းမှာရှိတဲ့လူကူးကုန်းကျော်တံတားပေါ်မှာယနေ့ဧပြီလ၁ရက်နေ့နေ့လယ်ပိုင်းမှာအမျိုးသမီးတူခုံချမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်မှာအင်ကြီးအပြာနုရောင်ဘောင်းမီတိုအမဲရောင်ကိုဝစ်ဆင်ထားတဲ့ခံမန်းအသက်20ကျော်ဝင်းကျင်အရွယ်အမျိုးသမီးတူဦးဟာရန်ကုန်ပြည်လမ်းမရဲ့ကတ္တရာလမ်းပေါ်မှာလဲကျနေတာကိုတွေ့မြင်ရပါတယ်။တရားပေါ်ကနေခုံချခဲ့တဲ့ဖြစ်စဉ်နဲ့ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့အသေးစိတ်သိရှိနိုင်ဖို့မြစည်းမကဆက်လက်စုံစမ်းနေပါတယ်။လူမှုကွန်ရက်သုံးဆွဲသူတွေကငါတို့နိုင်ငံကြီးဘာရီဖြစ်နေပြီလဲ။ လေတန်းတားပေါ်ကနေကောင်မလေးခုံချသွားပါတယ်။တိတဲ့သူရှိရင်အကြောင်းကြားပေးကြပါလို့ပို့စ်များရေးသားကမျှဝေမှုများရှိနေပါတယ်။လက်ရှိမှာတားပေါ်ကနေခုံချခဲ့တဲ့အမျိုးသမီးကိုပတ်ဝန်းကျင်ရှိသူများကနီးစပ်ရာဆေးရုံကိုပို့ဆောင်ပေးနိုင်ဖို့ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမှာငလင်လူတန်းပစ္စည်းတွေကိုစစ်ကောင်စီလက်အောက်ခံများယူဆောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းမြို့မြို့ပေါ်ရက်ွက်နှစ်ခုမှာယနေ့ဧပြီလ၁ရက်နေ့မှာ ငလင်တန်တင့်ဒေတာခံတွေအတွက်တွားရောက်လှူဒန်းတဲ့ပစ္စည်းတွေကိုစစ်ကောင်စီလက်အောက်ခံရဲနဲ့ပြူစောထီးတွေကအခြားနေရာမှာဝေပေးမယ်လို့ဆိုပြီးလာရောက်ယူဆောင်သွားကြောင်းဒေတာခံများထံကနေသိရပါတယ်။ငလင်ဘေးတင့်ခဲ့တဲ့အတွက်အခက်အခဲဒုက္ခကြုံတွေ့နေရတဲ့စကိုင်းဒေတာခံတွေအတွက်အနေနဲ့အရရက်ကအလူရှင်များကရေနဲ့စားစရာများလာရောက်လှူဒန်းကြခြင်းဖြစ်ပါတယ်။လှူဒန်းပစ္စည်းများလူယူခံရတဲ့ရက်ကွက်နှစ်ခုရဲ့အမိကိုမဖော်ပြရင်မြစ်စီမရဲ့တရင်အရင်မြစ်ကမြစ်တာရက်ခံထားပါတယ်။ ဲ့ဒီရက်ကွက်မှာဒေတာခံများကိုစစ်ကောင်စီကထပ်မံ၍လာရောက်ရန်ရှာမိကိုစိုးရင်ရွေးဟုလဲ၎င်းကပြောပါတယ်ပစ္စည်းလာဝေတာကိုကားနဲ့လာတပြီးပစ္စည်းတွေကိုတခြားနေရာဝေပေးမယ်ဆိုပြီးလာသိမ့်သွားပါတယ်မန္တလေးဘက်ကလာလူတာပါကားနဲ့ဝင်လာတယ်လေးငါးယောက်ပါတယ်မြို့ပေါ်ရက်ကွက်တင်မှာလဲပစ္စည်းတွေစောင်းတွေချင်းနှောင်းတွေဓပုံရိုက်ပြတယ်ပြပြီးတော့ပစ္စည်းတွေပြန်သိမ့်သွားတယ်လို့စကိုင်းဒေတာခန်တအုပ်ကမျက်စိမှကိုပြောပါတယ်စကိုင်းတိုင်းမှာရှိတဲ့တခြားမြို့နယ်တွေမှာစကိုင်းမြို့ကိုလာရောက်ကူညီလိုတဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အုပ်ချုပ်ရေးမှူးထောက်ခံစာပါမတာဝင်ကွင်းပြူချောင်းဆိုပါတယ်။စကိုင်းမြို့မှာမတ်လ28ရက်နေ့ကလှုပ်ကပ်သွားတဲ့အင်အားပြင်းငလင်ကြီးကြောင့်မြို့ရဲ့80ရာခိုင်နှုန်းဟာပျက်စီးသွားခဲ့ကြောင်းဒေသခံများနဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များကပြောပါတယ်။မြို့ကန်လူတို့အများပြားဟာနေအိမ်ပျက်စီးဆုံးရှုံးထား၍လမ်းမများဘော်လုံးကွင်းများနဲ့ကွင်းပြင်များ၌သာအမိုးကာမဲ့နေထိုင်နေကြရပြီးတောက်သုံးရီမှအစစားနှရိတ်ခအကူအညီအရေးတကြီးလိုအပ်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့်အနေနဲ့အရရမှရှိတဲ့လူမှုကူညီကေဆေးရေးအဖွဲ့တွေနဲ့အလူရှင်တွေဟာတနိုင်တပိုင်ငွေအင်အားလူအင်အားစုဆောင်းပြီးယမန်နေ့မက်လ31ရက်နေ့မှာစတင်ကစကိုင်းမြို့ကိုတွားရောက်လှူဒန်းနေကြပါတယ်။ဒါပေမဲ့လည်းစကိုင်းတောင်ရိုးမှာရှိတဲ့တချို့ဒေသများမှာအလူရှင်ရောက်ရှိမှုနည်းပါးတဲ့အတွက်တောက်သုံးရေပင်ခက်ခဲလျက်ရှိကြောင်းသိရပါတယ်။မြို့ပေါ်မှာ ပြိုကျအဆောက်အုံများအောက်ပိတ်မိနေတဲ့တေဆုံရုပ်အလောင်းများကိုလည်းယနေ့ဧပြီလ၁ရက်နေ့ငလင်လှုပ်ပြီး၄ရက်ကျော်ကြာမြင့်သည့်အထိထုတ်ယူ၍မပြီးစီသေးကြောင်းနဲ့မြို့ပေါ်မှာထိုရုပ်အလောင်းများထံမှစိုးရွားသောအနှံ့အသက်များရရှိနေကြောင်းဒေသခံများကပြောပါရယ်။ဒါ့အပြင်နောက်ဆက်တွဲငလင်များလည်းဆက်လက်လှုပ်ခတ်နေဆက်ဖြစ်ပြီးမြို့ကန်များမှကြောက်လန့်စိုးရိမ်မှုများနဲ့နေထိုင်နေရကြောင်းသတိတေသခံများထံမှသိရပါရယ်။ မတ်လ28ရက်နေ့ကမန္တလေးနဲ့စကိုင်းမြို့အနီးကိုဗဟိုပြုခဲ့တဲ့ INR Register K 9.8အဆင့်ရှိငလင်ကြီးကိုလူဦးရေ85သိန်း6555ဦးခန့်ကတိုက်ရိုက်ထိခိုက်ခံစားခဲ့ရပြီးတိဆုံးသူ2395ဦးထိရှိပြီဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကယနေ့ထုတ်ပြန်ပါတယ်စစ်ကောင်စီကတော့ယနေ့ April 1ရက်နေ့နနက်8နာရီထုတ်ပြန်ချက်မှာငလင်ကြောင့်တိဆုံးသူ2919ဦးဒဏ်ရာရရှိသူ4521ဦးနဲ့ပျောက်ဆုံးနေသူ441ဦးရှိကြောင်းဖော်ပြထားပါတယ် ။နောက်တက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကုတ်ခိုင်မှ MNDAA နဲ့ရဲဘော်အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုနားလည်မှုလွဲမှားခြင်းဖြစ်တယ်လို့ TNL ရှင်းလင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မှာတအောင်းတက်မတော် TNL နဲ့ကိုကန်တက်မတော် MNDAA မှရဲဘော်အချင်းချင်းယနေ့ဧပြီလ၁ရက်နေ့ကခိုက်ရန်ဖြစ်ပွားမှုဟာနားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း TNL ကရှင်းလင်းချက်ထုတ်ပြန်ပါတယ်။ဧပြီလ၁ရက်နေ့နံနက်ပိုင်းမှာ MNDAA မှရဲဘော်တွေကငလင်ပေးအတွက်အလွန်ငွေကောက်ခံနေတဲ့နေရာကို TNL ရေတပ်ဖွဲ့ဝင်အချို့ကရောက်ရှိလာပြီးခိုက်ရန်ဖြစ်ပွားတဲ့ရုပ်တံလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။ကိုကန်းနဲ့ပလောင်ရန်ဖြစ်နေတာကိုကန်းတွေအလူကွေကောက်တဲ့ဟာကိုပလောင်တွေကလာသိမ်းခိုင်းလို့အဲ့လိုရန်ဖြစ်ကြတာလို့ရုပ်တံရိုက်ကူးသူကပြောဆိုခဲ့ပါတယ်။ရင်းနဲ့ပတ်သက်ပြီး TNL ကယနေ့နေ့လယ်ပိုင်းမှာရှင်းလင်းချက်ထုတ်ပြန်ရမှာယနေ့နနက်7:00နာရီခန့်ကကွတ်ခိုင်မြို့လေပြည်တော်စုကားလမပေါ်မှာတအောင်းပြည်ရတဖွဲ့ဝင်တွေနဲ့ကိုကန်းတပ်ဖွဲ့ဝင်တို့အကြားနားလည်မှုလွဲမှားပြီးအချိန်အနည်းငယ်ညှင်းခုံမှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ် ကြီးမားတဲ့ပြဿနာမှာဟုတ်ပဲရဲဘော်အကြဘာသာစကားမပေါက်ရိနားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း TNL ကထုတ်ပြန်ပါတယ်။မဟာမိတ်ကိုကန့်တပ်ဖွဲ့ဝင်တွေဟာအင်အားအလုံးအရင်းနဲ့ပြည်တော်စုကားလမကိုပိတ်ဆို့ပြီးဖြတ်တန်းသွားလာတဲ့ကားတွေကိုရက်စေပြီးအလှငွေကောက်ခံရမှာတအောင်းပြည်ရဲတပ်ဖွဲ့ရင်ထိန်ဌာနတာဝန်ရှိသူတို့မှ PSLF TNL လူကြီးခီးစဉ်ရှိတဲ့အတွက်လူကြီးလည်းရောက်ခံနေပြီဖြစ်တဲ့အတွက်ခိတ္တလမ်းဖွင့်ပေးပါရန်တွားရောက်ညှိနှိုင်းပြောဆိုရမှာဘာသာစကားမပေါက်တဲ့အတွက်နှစ်ဖက်တပ်ဖွဲ့ဝင်များအကြားအနည်းငယ်အငင်းခုန်ဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီလိုဖြစ်ပွားပြီးနောက်ပိုင်းနှစ်ဖက်တာဝန်ရှိသူများမှညှိနှိုင်းဖြေရှင်းရန်ပြည်လည်မှုရရှိပြီဟုလည်းထုတ်ပြန်ပါတယ်။တအောင်းဒေသမြို့နယ်တိုင်းမှာပြည်သူလူထုများတအားသမျှငလင်ပေးတဲ့လူတို့ကိုကူညီပေးမှနိုင်ဖို့တက်ကြွစွာဆောင်ရွက်နေကြတယ်လို့လည်း TNL ကထုတ်ပြန်ပါတယ်။ကုတ်ခိုင်မျိုးကို တောင်းတက်မတော် TNL ကတိမ့်ပိုက်ထားခြင်းဖြစ်ပြီးရင်းဒေသအတွင်းမှာကချင်တက် KIA ကိုကန်တက် MNDA အပါအဝင် TNL ရဲ့မဟာမိတ်တပ်ဖွဲ့ဝင်များလည်းရှိရာမြေပြင်မှာမဟာမိတ်အချင်းချင်းနေမြေဆိုင်ရာပြည်ထနာအငင်းပွားမှုများမကြခဏရှိခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့လေတန်းလူကူဂုံတရာဘော်ကမင်္ဂလီတူပြုတ်ကျခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာဧပြီလ၁ရက်နေ့နေ့လယ်ကလေတန်းလူကူဂုံတရာဘော်မှာမင်္ဂလီတူပြုတ်ကျခဲ့ကြောင်းမျက်မြင်တွေ့ခဲ့သူများကပြောပါတယ်။အိမ်မမကတပ်ပုံရိုက်နေတာပါ။ ပုံရိုက်ရင်ပုံပြုတ်ကြတော့လှမ်းပန်းရင်အချိန်လုံပြီးပြုတ်ကြတာလို့ရင်းဖြစ်စဉ်ကိုမြင်ခဲ့သူတို့ကပြောပါတယ်။ပြုတ်ကြသွားတဲ့မင်းကလေးကိုအနီးအနားမှာရှိတဲ့ပြည်သူတွေကအရေးပေါ်ကားနဲ့အစည်းရုံကိုပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။တွေးခုံနှုံးတွေတအားကျနေပြီးနှကန်းတွေပြူနေပြီးလို့လူနာအခြေအနေကိုကူညီပေးခဲ့သူတို့ကပြောပါတယ်။မျက်မြင်တွေ့ရှိခဲ့သူပြည်သူတို့ကလည်းပြုတ်ကြတဲ့ကောင်မလေးကိုလူနာတင်ကားနဲ့စည်းရုံတည်သွားပါပြီ။တေတော့မတေသေးဘူး။တန်ရာတော့ပြင်းနိုင်ပါတယ်လို့ပြောပါတယ်။မျိုးသမီးရဲ့အမိမှာယွန်းနဒီပြပြီးအသက်16နှစ်အရွယ်ဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါအမျိုးသမီးရဲ့ဖုန်းဟာ YBS 331ပေါ်ပြုတ်ကျသွားခြင်းဖြစ်ပြီးအနီးအနားမှာကားသမားကိုပြောခဲ့တော်လဲကားရက်မပေးခဲ့ဟုမျက်မြင်တွေ့ရှိသူကပြောပါတယ်။အဆိုပါလေတန်းကုန်းတရကိုစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖျက်ဆီးသွားလောက်ကပိတ်ပင်ထားပြီးယခုနှစ်ဇန်နဝါရီကစ၍ပြန်လည်အုံပြုခွင့်ရနေခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ပေါ်လခဲမြို့ဝမ်မလန်တက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်မှုစစ်သား၄လောင်းနဲ့ခဲယမ်းများသိမ်းဆက်ရရှိတော်လန်ရေးတပ်ဖွဲ့ဝင်တအုပ်ကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ် ပေါ်လကဲမြို့နယ်ဝမ်မလန်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပတ်ရာမှာစစ်တပ်ဘက်မှတပ်သားအလောင်း၄လောင်းနဲ့လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တို့ကြဆုံးခဲ့ကြောင်း KAC ရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ကပြောကြားပါတယ်။မတ်လ28ရက်နေ့နက်နက်6နာရီခန့်အချိန်ပေါ်လကဲမြို့နယ်ကိုမိုင်ခန့်အကွာပေါ်လကဲမြို့နယ်မြို့တစ်ကြားမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကရင်နီတော်လန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၂နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း လက်နက်ခဲယံနေပါလာမှုကြောင့်ကရင်နီတော်လန်ရေးတပ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာပြန်လည်ဆုတ်ခွာခဲ့ရကြောင်းအဲ့ဒီလိုဆုတ်ခွာခဲ့ပြီးနောက်မတ်လ30ရက်နေ့မှာပြန်လည်ထိုးစစ်ဆင်ဝင်ရောက်စင်မှာစစ်ကောင်စီတပ်သားများစကန်းဆုတ်ခွာသွားတာကိုတွေ့ရှိရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီဝမ်မလန်စကန်းကို၃ကောက်လောက်ဝင်တိုက်ပြီးပြီ။2023ခုနှစ်2024ခုနှစ်တွေတုန်းကဝင်တိုက်ပြီးပြီမရဘူး။ မတ်လ28ရက်နေ့ကမနက်6:00နာရီကနေ8:00နာရီခွဲလောက်ထိအလုတ်လုံနေတဲ့အချိန်မှာပစ္စည်းအင်အားနေနေနေတာပေါ့အဲ့ဒါကြောင့်နည်းနည်းပြန်ဆုတ်ပြီးတော့နားထားတယ်ပစ္စည်းတွေဖြစ်လူဝင်အခွဲလုံရင်းနဲ့မတ်လ29ရက်နေ့ကသူတို့ညကြီးစွန့်ခွာသွားကြတာထင်တယ်မတ်လ30ရက်နေ့မှာတော့ပြန်ပြီးဝင်ရှင်းတော့ရန်သူကမရှိတော့ဘူးစကန်ထဲမှာပြောင်းကုန်ပြီစကန်ထဲကနေအလောင်း၄လောင်းရတယ်ကြည်အမျိုးအစားနည်းနည်းပတ်ပတ်ရတယ်များတော့မများဘူးအဲ့ဒီလောက်ပဲရတယ်လို့ KAC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါတယ်ရင်းတိုက်ပွဲအတွင်းမှာ ကရင်နီတော်လန်ရေးပူပေါင်းတပ်ဖွဲ့မှရဲဘော်တို့အကြဆုံးခဲ့ရပြီးမစိုးရင်ရဒဏ်ရာရရှိသူ၁၀ဦးကျော်ရှိကြောင်းစစ်ကောင်စီတပ်သားတွေအနေနဲ့ဘော်လခဲမြို့နယ်ရွာတစ်ကြားမှာရှိတဲ့မိုင်းတန်ကျေးရွာရှိကာကင်းစခန်းကိုဆုတ်ခွာသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဝမ်လန်စခန်းမှာကစကခနဲ့မိုင်းနှောင်းကလာပြီးတော့လှုပ်ရှားတာတစ်နှစ်ကျော်ပြီ။ကုံတော့မယ်မကြတော့ဘူး။တမ66လဲကုံပြီ။ဘကိုးကအင်းမတက်ကလည်းမရှိတော့ဘူး။ဘော်လခဲကတော့ပြတ်အောင်ချတော့မယ်။ကျွန်တော်တို့အလုတ်လုတ်တဲ့အချိန်မှာတောတောလာလာမလုတ်ဖို့နဲ့ နေတဲ့နေရာမှာလဲလေရင်နဲ့ဘုံကျဲတာကိုတတိထားပြီးတော့မှခိုင်ခိုင်မာမာနဲ့ခိုလုံနိုင်တဲ့ဘုံခိုချင်းတွေလှုပ်ထားဖို့မှာကျင်တယ်လို့ KA စည်ရေးချုပ်ပုံမူကြီးဖုံးနိုင်ကပြောပါတယ်။ဝမ်လန်စကန်မှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတက်ကစက္ကခနှစ်မိုင်းနောင်လက်အောက်ခံခလာရ80နှစ်တရင်မှာတက်သားများအထိုင်ချထားခြင်းဖြစ်ပြီးဘောလက်ခဲမျိုးကာကင်စကန်တစ်ခုဖြစ်ကြောင်းဘောလက်ခဲမျိုးမှာခမရ430ခမရ330ခမရ69နဲ့စစ်ပြူဟာအခြေချတက်တို့ရှိကြောင်းသိရှိရပါတယ်။ အဲ့ဒီ test scan တွေကိုကာကွယ်ရေးအတွက်ကာကင်း scan ဖြင့် one lens scan, mind turn scan, စက်နှမိုင်တက်ကုန်၄မိုင်ကုန်းတို့ရှိရာယခုအခါ mind turn scan နဲ့၄မိုင်ကုန်းတို့သာကျန်ရှိတော့ကြောင်းမတ်လ16ရက်နေ့ကစပြီးဘောလခဲမြို့မှာရှိတဲ့စစ်ကောင်စီ test scan တွေကိုကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာမှာယနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့မိုးညင်းခရိုင် KIA တပ်မဟာ၈ဘက်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုစစ်တပ်နဲ့လာတက်တဲ့လူငယ်38ဦးကြာဆုံး ဗမော်ဝိုင်းမော်နဲ့အင်းတော်ဘက်ကိုလည်းဇက်တိုက်ပုံကျဲနေကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မွန်းရင်းခရိုင် KIA တပ်မဟာရှစ်ဘက်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ခြင်းကြောင့်စစ်တပ်နဲ့လာတက်တဲ့တင်နန်းသား38ဦးကြဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA စီးရဲတရင်အရင်မြစ်ကရန်ကုန်ခေတ်တရင်ဌာနကိုပြောကြားပါတယ်။မတ်လ31ရက်နေ့ညပိုင်းမှာအကြမ်းဖက်စစ်တပ်ကမွန်းရင်းခရိုင် KIA တပ်မဟာရှစ်ဘက်ကို Jet Fighter 2စီးနဲ့ဘုံကျဲတက်ခတ်ခြင်းကြောင်း စစ်တင်နဲ့လာတက်တဲ့တင်နန်းသား38ဦးကြာဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မနေ့ညပိုင်းကအကြံဖတ်စစ်ကောင်စီကကချင်ပြည်နယ်မိုးညင်းခရိုင်တပ်မဟာရှစ်ဘက်ကိုလေရင် Jet Fighter နှစ်စီးနဲ့ပုံလာကျဲသွားတယ်။လာကျဲတော့ KIA ဘက်မှတင်နန်းလာတက်တဲ့တင်နန်းသားတွေ38ယောက်ကြာဆုံးတယ်။28ယောက်လောက်ဒဏ်ရာရတယ်တဲ့။တော်တော်ဆိုးတာပေါ့။ငလင်ကြောင့်တနိုင်ငံလုံးဒုက္ခရောက်နေချိန်မှာလေကြောင်းတိုက်ခိုက်မှုထောက်လျှောက်လုပ်နေတယ်လို့ KIA စီရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဒါပြင် ဗမော်နဲ့ဝိုင်းမော်ဘက်ကိုလည်းအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခတ်မှုများနေ့စဉ်လှုပ်ဆောင်နေပြီး KNA တပ်မဟာကိုနေမီကိုလည်း drone နဲ့ဗုံးကျဲချမှုများလှုပ်ဆောင်နေကြောင်းအလားတူယနေ့ April 1ရက်နေ့မှာလည်းအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အင်းတော်မျိုးဘက်ကိုလေရင်နဲ့ဗုံးကျဲခဲ့ကြောင်းသိရှိရပါတယ်ဗမော်ဘက်ကိုလေကြောင်းတိုက်ခတ်မှုတောက်လျှောက်ရှိနေတယ်ဝိုင်းမော်ဘက်ရွာဘက်ကိုလည်း drone နဲ့ဗုံးကျဲတာတွေရှိတယ်ပြီးတော့ငလင်လှုပ်ပြီးနောက်ပိုင်း KIA တက်မဟာကိုနေမီကိုလည်း drone နဲ့ပုံကျဲတာတွေရှိတယ်။ဒီနေ့လဲတက်မဟာနှစ်လီဒိုလမ်းဘက်ကိုလည်း ပြည်သူစစ်အဖွဲ့တွေနဲ့ drone နဲ့ပုံကျဲတာတွေရှိတယ်။ဒီဝိုင်းမော်ဘက်ကိုပဲစစ်ကြောင်းတွေထိုးနေတယ်။စစ်ကြောင်းတိုးတာကတောက်လျှောက်ရှိတယ်။ဒီအကြမ်းဖက်စစ်ကောင်စီကငလင်ကြောင့်ဒုက္ခရောက်နေပေမဲ့ကချင်ပြည်ကိုထိုးစစ်စင်တာတွေမရက်ဘူး။လေကြောင်းတိုက်ခိုက်မှုတွေ drone နဲ့ပုံကျဲတာတွေနေ့တိုင်းလှုပ်တယ်။စစ်ကောင်စီကစစ်ရာဇဝဲမှုတောက်လျှောက်ကျူးလွန်နေတာတနိုင်ငံလုံးငလင်ကြောင့်ဒုက္ခရောက်နေပေမဲ့သူကငလင်ကယ်ဆယ်ရေးတေချာမလုပ်ပဲဒီပြည်သူတွေဘုံကျဲတာတောက်လျှောက်လှုပ်နေတယ်။ဒီနေ့နေ့လေပိုင်းမှာလဲ အင်းတော်မျိုးဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter နှစ်စီးနဲ့ဘုံလာကျဲသွားတယ်လို့ KIA စီရေးသတင်းအရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။ဖာကန်တနိုင်းလမ်းပိုင်းမှာရှိတဲ့လဝကြီးရွာမှာတက်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီနဲ့ပူးပေါင်းတပ်ဖွဲ့တွေကိုမတ်လ31ရက်နေ့က KIA PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကထိုးစစ်ဆင်မောင်းထုတ်လိုက်တဲ့အတွက်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာကာမိုင်းဘက်ကိုစုတ်ခွာသွားကြောင်းသိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ညာညာ